အားလုံးပဲမြင်ပါပါရှင်ကျမတို့ရဲ့ရွှေအစ်တစ်တစ် channel page ကနေ ပြန်လဲကြိုဆိုလိုက်ပါတယ်ကျမတို့လာစဉ်ရွှေအစ်တစ်တစ်တယ်ကိုရရှိလာတဲ့စာမူတွေကိုပြန်လဲဖတ်ကြပြီးတော့ဆရာဝန်ကြီးရဲ့ပြန်ကြားချက်တွေပြောနေတဲ့အစီအစဉ်တွေဖြစ်ပါတယ်ဒီတစ်ပတ်ကတော့အမှတ်စဉ်23ဖြစ်ပါတယ်ဒီရွှေအစ်တစ်တစ်တယ်စာမျက်နှာကို 2025ဩဂတ်16ရက်နေ့ပြီးတော့စတင်ဘာလ14ရက်နေ့ထိရွှေအသစ် digital စာမူပေါင်း35ပုံရောက်ရှိလာပါတယ်ဒီထက်အမှာကျွန်တော်တို့ editor ဖွဲ့ရန်နေဖတ်ပြီးတော့ဇာတိမှုချုပ်ဆရာဦးငိမ့်ထံကိုဆယ်ပုတ်တင်ပြထားပါတယ်ဆရာဆရာရှိတို့ဒီတပတ်ဆယ်ပုတ်တင်ပေးထားပါတယ်ဟုတ်ပါတယ်ဟုတ်ဆယ်ပုတ်ထဲကဆယ်ပုတ်ကဘယ်လိုရွေးမလဲကျွန်တော်တို့ကြည့်လိုက်အောင်ဟုတ်ဒီနေ့ကျွန်တော်တို့ကနည်းနည်း rush ဖြစ်နေတယ်ဗောနော်ဟုတ်ဟုတ်ဟုတ် ိုအသေးတစ်ခုပို့ဆက်ရှိရတဲ့လေဟာဒီမှာလည်းချိန်ညာပြီးသားဖြစ်တော့ကျွန်တော်ဒီမှာဖြစ်မနေလောက်ရောဟာအဲ့တော့နံပါတ်1ကျွန်တော်ပြောချင်တာခိုင်ငင်းချမ်းရဲ့အယောင်ပြောင်းတိန်ဟုတ်နော်အယောင်ပြောင်းတိန်ဆိုတော့သူကဘာပြောလဲဆိုတော့ဒီမှာရရရှိတယ်ဟာရရှိတယ်ဘယ်အင်းရတော့မတူဘူးအသေးကြိုက်တာပဲနော်အဲ့ဒီလူကဘာလုပ်တယ်လဲဆိုတော့စာခွင်းမှာစာခွင်းနဲ့မှာလို့တယ်ဟုတ် ဒီတော့စားရဲ့သဘောကမိုးရွာလို့မဖြစ်ဘူးရေပူမှာပဲစားလို့လို့ရတာပေါ့နော်ဟုတ်စားခြင်းမှာလို့လို့တယ်ဆိုတော့သူခိုးရလိုက်သွားတယ်ဒါတော့သူညောင်ကြတယ်ပေါ့အဲ့တော့တရက်မှာရရသေးလို့ရမ်းပူတယ်ရမ်းပူတော့လူတွေကရောက်ခဲ့တဲ့လူတွေကမိုးရွာပါစေမိုးရွာပါစေဖြစ်နေကြတယ်ပေါ့လူအလုံးကသူလည်းမိုးရွာစေချင်ပါလေသို့တော့မိုးရွာလိုက်ရင်သူ့ယောက်ျားလုံနေစားခွင့်ကပြတ်မှာပြတ်မှာဆိုတော့သူက စိတ်နဲ့လူတွေရဲ့စိတ်နဲ့ဆက်နေပါဖြစ်တော့နော်ဟုတ်သူကတော့မုန်းပြီးတော့ဆင်းဘူးအဲ့မှာသူကဘာဝသွားပြီးဖြေးလိုက်တယ်ဆိုတော့စားခြင်းမှာစားထုတ်လို့တော့ဘယ်လိုလဲဆိုတဲ့ဟာကြီးကိုသူတော့ရေးလိုက်တယ်နော်ရေးလို့တကပါကျွန်တော်တို့ကရတ္တရေးနေချိန်မှာတူတောင်အဲ့လိုကြီးအများကြီးရေးလိုက်တော့ကျတော့ဆောင်းဆောင်းသားလိုမျိုးဖြစ်သွားတယ်เนาะအဲ့တော့ခန့်ရင်းချမ်းက ကျွန်တော်မှတ်ချက်ကတော့တုတ္တကဲနဲ့အတွက်ကိုခိုင်ငင်းကြရင်အယောင်ပြောင်းတိမ်ဘူးမတော့ဖြစ်ပါဘူးမတော့ဖြစ်ဘူးနော်ဟုတ်ကဲ့နောက်တစ်ခါနံပါတ်နှစ်ခါနောက်တစ်ယောက်ကမင်းကြီးစုမင်းကြီးစုရဲ့ဖြည့်သိမ့်လွယ်ဘူးတဲ့ဟုတ်ဖြည့်သိမ့်ခဲ့လွယ်ဘူးတဲ့ဟုတ်ဒီတဲ့လို့ဆိုတော့ ဒီမှာဒီလိုဗျာအာသင်ဘယ်လိုမွေးလဲတော့ပြောတော့ဘူးပေါ့နော်သူတယောက်နဲ့ဆင်တကောင်ရှိတယ်ဟုတ်ဟုတ်ဟာသူဟိုဆင်ကိုသူအတက်ရွှဲတယ်ပေါ့နော်ခင်တွေ့တယ်ဒီဆင်ကြီးကရက်ွက်တယ်မပါလို့လို့ဆိုရင်နှစ်ဆင်တဲ့တိုင်းဆွဲတော့ပြင်းတဲ့ခါကျရင်ဆွဲတော့ကိုဒီဆင်ကြီးရဲ့ကြောဟိုးမောင်းတင်ပြီးတော့ဆက်ပြီးတော့ပူဇော်ခံတယ်ပေါ့နော်ဟုတ်အဲ့တော့နှစ်ပေါင်း30လောက်ဒီဆင်ကြီးနဲ့ပဲ ်ဆွေတော့လှည့်လာခဲ့တယ်လူရဲလိုက်တာကိုပူဇော်ကြတယ်အာနောက်တော့ဒီစင်ရောက်ဦးလာပြီဂျပန်မကောင်းတော့တဲ့အခါကျတော့ဒီပြားပွဲကောပကတာဝန်ရှိလို့ရတယ်တစ်ထုတ်ရီကိုကူညီတောင်းတာတစ်ထုတ်ရီကစင်နဲ့လှည့်တယ်ပေါ့ဒီအကြောင်းပဲစင်ညက်သေးသွားတယ်ပေါ့နော်စင်ညက်သေးသွားတော့ပိုင်ရှင်ဖြစ်တဲ့လူကစိတ်ဆွဲနေသူ့ဆင်မစိတ်ဆွဲနေဆွဲတော့လှည့်ဖို့အတွက်စီဝေးလို့တကမှာသူစီဝေးမရမကသွားတက်တယ်သွားတက်ပြီးတော့ သူပြောပြသေးပေါ့ဆိုဘာပြောမှပြောပါဦးဆိုဒီနှစ်သူဆင်တဲ့သူလှည့်ပြရစေလို့ပြောတယ်ဟုတ်ကဲ့ကမှာရလူရပြညာဆင်တည်သွားပြီလေဆိုသူဆင်တယ်မှာဒီစီညိုစီဆွဲနေတဲ့အကြောင်းပေါ့နော်ဟုတ်ကျွန်တော်တို့ကရုပ်ဆောင်ရတာနည်းနည်းကြည့်တဲ့ခါကျတော့ရတာမမြောက်ဘူးလို့ပြင်ရတယ်ပေါ့နော်ဟိုဆင်ဝဆစ်ဆွဲတာပဲရှိတယ်ကျွန်တော်ကမမပါဘူးဟုတ် ဟုတ်ကျွန်တော်မသုံးပြပါဘူးเนาะဟုတ်ဆရာမင်းမြင့်ဆိုရင်ဒီတိုင်းတော့တောင်းပြဖို့ညံ့ညံ့ဟုတ်ညံ့ညံ့တော့ပြောပါညံ့ညံ့တဲ့ဆောင်းဆိုင်ကြီးအိမ်ဆောင်းဆိုင်ကြီးအိမ်ကတော့သူရဟုတ်အင်္ဂလိပ်ပြောပါကတော့သူ့ရဲ့အိမ်မှာစားကောင်းတော့ပေါ်တယ်ပြင်ဆင်ပြီးတော့ဒီနေ့ကိုယ်ကကောင်းပြန်လာနိုင်မယ်မေးစုလို့ဆိုစားကြိုင်နဲ့ဆောင်းဟုတ်ကောင်းအောင်မလား အဲ့ဒါသူရဲ့အဓိကအားနည်းချက်ကဒီမေကိုပါကောင်းပြလာလိမ့်လဲမေလို့ပြောပြန်သူ့မြန်မျက်ရည်တွေကြားလာဟုတ်သူ့မြန်မျက်ကြားကိုပါကောင်းကြောက်ပြတဲ့တိုင်မေအမြင်မျက်ရည်ကြားရတယ်ထဲ့ထဲ့သူရေးလာဟုတ်ရေးထားဆိုကိုကျွန်တော်ကစာဖတ်သူတယောက်နဲ့ကိုပါကောင်းဆိုမရှိတော့ဘူးဆိုကြိုတိသွားပြီဟုတ်ကြိုတိသွားပြီနော်အဲ့တော့သူ့ပြန်လာဘူးဆိုစာဖတ်သူကတည်ပြီးသားဖြစ်နေတယ် ဒါဘာကြောင့်ပြုတ်သူအမေမြေကြီးကြတာကြာအဲ့တော့အမေရဲ့သဘောတူတော့ဘောတူတယ်လို့မဟုတ်ဘူးနော်မောသဘောတူလို့ဘောကန်တူယူတာဒါဟုတ်သူကသူ့ဘက်ကလည်းတက်အများကြီးကြီးတယ်နော်ကိုအဲ့ဒီကိုပါကောင်းအောင်သူတန်းတာကြမှာအမေကအရင်မြင့်ကြီးကြတာကိုသူထက်တယ်ပြရတဲ့အတွက်သူများများများရဲ့ဆောင်းဆိုင်ချင်းအိမ်အိမ်မက်ကရတာမမြောက်တော့ဘူးဖြစ်သွားတယ်နော်အဲ့ဒါကြောင့်ကျွန်တော်မသုံးတော့ပါဘူးနော်ဟုတ်ပါ နော်ဒါနံပါတ်၄လူညစ်နံပါတ်၄ဟာလူညစ်ဟုတ်နော်ချင်းနေရောစိတ်ချင်းနေရောစိတ်ကတော့တော်တော်လေးပြဟုတ်တယ်ဒီတော့တော်တော်တော်ဟုတ်မနေ့အေးရတာတော့ကြာတယ်နော်သူဘာလုပ်တယ်သူကဗီဒီယိုဖွင့်တီဗီအော်ရေဒီယိုဖွင့်တာပေါ့နော်အမှန်ဆိုလူကြီးကဖွင့်တာဟုတ်လားသူငါတော့နာမောသူလုံးချင်တယ်လုံးတော့ အဲ TV ရောရေဒီယိုနဲ့လားနဲ့သားလူငယ်တွေရဲ့ပတ်စံလို့ဖြစ်တယ်လူငယ်တွေတော့ဒီလိုဖြစ်တယ်လူငယ်တွေပတ်စံတော့ plain သူဘယ်များသောလူငယ်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 ကြောင်းချုံရတဲ့ကသူရုံလုံးကြောက်သွားချုံနောက်ကြောက်တာပါလေဒီမန်နေဂျာပေါ်တွေ့ပြီလူငယ်ဆိုအဲ့ရကျောသွားကြတယ်ဟုတ်တူတူလေးနဲ့လေးနဲ့ ठी တယ် ठी တယ်အတွက်စိတ်ချပေါ့ပြေးထားတယ်ပေါ့ပြေးထားအဲ့တော့ ။ဘာဖြစ်သွားလဲဆိုတော့စာဖတ်လို့စောင့်ကြည့်လိုက်ပါနော်။ဆရာကယူပစ်တယ်ပေါ့။ဒါကျွန်တော်ယူထားတယ်။ဆရာလင်းရဲ့ချင်းနေတော့စိတ်ယူလိုက်ပါပဲ။ယူထားတယ်နော်။ဟုတ်။နောက်နံပါတ်5ပေါ့။ကိုရှေ့ညာသာသူ့ဒီမြောင်များသာဟုတ်။သူကသူ့ရဲ့ပညာရှင်เนี่ยမြောက်3កောင်ဆောင်ရီကတော့ထည့်တော့အဲ့မှာလည်းမတိုင်ကိုစိုက်ထားအဲမြောက်တရားဆတ်စုကျင်တော့မြောက်တကော အဲ့တန်ဆက်တက်သွားရပေါ်ရတဲ့ကပေါ်ရေဘွားဆိုကြာပါတယ်ရေရရေခဲလို့အစ်စက်နေတော့တော့ခက်ခက်တုံသွားတယ်အဲဒီကြောင်မှာတော့ကုန်တယ်ပေါ့သူရတဲ့ပုံကလည်းသူဆက်စုပြီးရောပဲဘွားဆိုကြာလာအဲ့ဒီမှာသေသံပညာရှင်တွေကဒီမြောက်နှကောင်ကိုထုတ်သွားပြီးနောက်တော့တတိယမြောက်ကိုထွက်လာတယ်ပေါ့အဲ့လိုနေပေါ့မြောက်တည်းဆက်စုစိမ့်နေဟို ရှိတာလေ။ဟောပေါ်ပြတာပေါ့။ကျွန်တော်အတွက်ကတော့အဲ့ဒီဘုသူတော်တော်ကြီးမြင်မှာမသိဘူးကျွန်တော်မလဲ။တော်ဟိုဆရာအဲ့ဒါတော့ပုံမြင်နေကိုကတွန့်နေတော်တော်များများဖော်ပြပြီးသား။တော်အဲ့ဒါဖတ်ပြီးပြန်ရေးပုံများတယ်ဆရာ။ဟုတ်။အဲ့ကျွန်တော်သုံးပြပေါ့နော်။သုံးပြပေါ့နော်။ဆိုဆရာနံပါတ်6နံပါတ်6ဆိုအဆိုးသူလက်ပြတော်မှာပေါ့ကအမေဟုတ်သူကသူကသူက ုဆိုသူနော်ခဏလေးဖပြရစမ်းအော်ပြပါဦးဟုတ်ချစ်သူနဲ့ဇာဟိုတွေးဖို့လိုက်ပါပါဆရာမဟုတ်သူကကျုပ်ကြိုက်တယ်ရုပ်ဝတ္ထုလေးကြိုက်တယ်ဟုတ်ဟိုရေးရေးစတိုင်ကလည်းထူးခြားတယ်ဟုတ်နော် တယောက်တယောက်ချင်းခန်းစားချက်ခန်းစားချက်ခန်းစားချက်ကိုကြည့်ရေးသွားတယ်ဟုတ်အဲ့လေးချက်သဘောကျတယ်အဲ့ဒီတွေအဲ့ဒီကိုဒီလိုဆိုဆိုရွှေမယ်နော်ဟုတ်ပြီရွှေမယ်ပစိုးသူရဲ့လက်ပြတောင်းပန်လက်ပြတောင်းပန်ကအဲ့ဒီနော်သူစကားပြောနည်းနည်းပဲပါတယ်စကားပြေနဲ့ပဲကြည့်ရေးသွားဟုတ်ဟုတ်ဟိုဘူးဘူးတဘောလုံးတော့ကိုစကားပြေနဲ့ရေးသွားတယ်ဟုတ်လူရခန်းခန်းစားချက်ခန်းစားချက်ခန်းစားချက်နောက်ဆုံးကျတော့ချုပ်ရတာကိုလုံးပြသွားဟုတ်နော် ဟုတ်သဘောကျပါရဲ့ဟောဟုတ်ဆိုးသူရဲ့လက်ပြတောင်းမှာမဟုတ်ပါအိမက်ကရေးပါဟုတ်ဟုတ်နောက်တစ်ခါနံပါတ်9နဲ့ကမကုတ်ကမောင်ရီမွန်တီလာရဲ့ဆွေအဆွေနော်ဆွေဘာလို့ဆွေနမှာဟုတ်အရေးသားမောင်ရီမွန်မင်းတီလာကသူကဆွေမြို့တည်ရှိရွှေတဲ့စကားပြောမှလည်း မကြခဏပါဘူးပါလေအခုလေတော်တော်လေးသားကိုပြောစားကျွန်တော်တို့ဟိုကကျွန်တော်ရွှေမြင့်တဲ့ကိစ္စမှာရွှေအစ်စ်ဆိုတဲ့ကဏ္ဍစဖွင့်တော့ဆိုရင်ဒီစာဝါသနာဘုဒ္ဓဝေဘဝါသနာပါတဲ့လူတွေကဟိုစာရေးတော့ဆိုဘယ်လိုရမှမသိဘဲနဲ့ကိုရေးချတယ်ရေးချတာဝတ္ထုရယ်ဘယ်လိုမှပြောလို့မရတာလေဝတ္ထုတွေအများကြီးကျွန်တော်ဖတ်ခဲ့ရဘူးလေအဲ့အခုပို့ရလူတွေကအဲ့လိုဘောက်တော့ရေးတတ်နေကြပြီ ်ဟုတ်ဟုတ်သူ့ကို idea လိုသေးတယ်ခုနပြောလို့ရတာခဲဟိုတူတာခဲသွားတယ်ဖြစ်သွားတတ်တယ်နော်တူတာရင်ခဲရောစောင်းပါဟုတ်တယ်ဟုတ်တယ်ဖြစ်တာဟုတ်အော်ဘောင်ရီမွန်တီလာတော့ကျွန်တော်အရေးသားနေပြောစရာမရှိဘူး။ဒါပေမဲ့အတွေ့အကြုံကတော့လိုသေးရကျွန်တော်ပြောပြချင်ပါတယ်။အဲဆွေမရွေးဖြစ်ပါစေ။ဟုတ်မသုံးပြပါဘူးနော်။ဟုတ်ကဲ့။နောက်တော့ကမောင်ပြိသိမ့်မကွေးဖုန်းခေါ်တာ ကျွန်တော်ဒရော့ဆယ်ဖြစ်နေအချိန်နဲ့ပတ်သက်ပြီးရေးကြတဲ့လူတွေကများသောဖြင့်တော့ဟိုဘုံကြတာပါညာရေးတာများတယ်နော်အဲ့ဒီရေးထားတဲ့ဘုံခေါ်စားဆိုတာလေကဒီတဲမှာတော့ဒီဖိန်တော့တော့ရှိတယ်ဒါပေမဲ့ကိုယ်ကိုယ်ထွက်ကိုယ်ထွက်တယ်ဒီဘုံတာရယ်ဟဲ့စကောင်းနေရရေးဖို့ရေးရေးရအောင်ကောင်းနေမှာနော်အဲ့ကျွန်တော်မောင်ပြေသိမ့်မကွေးရဲ့ဖုန်းခေါ်စားကိုချက်သုံးပါမယ်ဆံမောင်ပြေသိမ့်ရွေးပါမယ်ဟုတ်ဟုတ် နောက်ထပ်ကနမကုမောင်နေလွန်းကချင်မြေရဲ့ဒုတိယမြောက်နှလုံးသားဟုတ်သူအချက်ဝတ္ထုလေးပါအချက်ဝတ္ထုလေးအဲဒီရလေအချက်ဝတ္ထုပဲမဲ့တတ္တရကလေးရှိတယ်တင့်ပါတယ်တင့်တဲ့ကောအကောင်းကြီးလို့ကျွန်တော်မပြောလို့တော့ဒါပဲသုံးပြမယ်ဆိုရင်သုံးရတာမဟုတ်ကျွန်တော်သုံးပြပါမယ်သုံးပြမယ်နော်ဆရာကိုချစ်ချစ်တက်ဖွဲ့တဲ့ပုံပါဟုတ်တယ်ဟုတ်တယ်ဆိုရင်မောင်လေးလက်ကချင်မြေလက်သုံးပါမယ်ဟုတ်ပါမယ်ဟုတ်ပြီ ဟုတ်ပါဘူးခန္တာဇံခန္တာဇံကတပိုင်းတစ္ဆာကြီးကြီးရဲ့ကောင်းတယ်ခန္တာဇံကရေးရဲ့လက်သဘောရှိနေပြီသားဆိုတော့ဟုတ်တယ်ကောင်းပါရဲ့ဒီကားကခန္တာဇံကိုကျွန်တော်ပတ်လို့ပဲမယ်ဒါဆိုရင်ဆရာခန္တာဇံရွှေအစ်ဖြစ်သွားပြီမတင်ရှိနော်မတင်ဟုတ်တယ်ဟုတ်တယ် congratulation ပါဆရာခန္တာဇံအဲရွှေအစ်ဒီဂျစ်တယ်ကနေရွှေအစ်ဖြစ်သွားပြီဖြစ်တဲ့အတွက်ရွှေဝတ္ထုကိုပို့လို့ရပါပြီ ဟုတ်ပြီအဲ့ဒါဆရာငါးဘုတ်ယူလိုက်တာငါးဘုတ်ယူလိုက်တယ်ဟုတ်တယ်ဒီခိုင်တာဆန်ရေခိုင်တာဆန်ရေမောင်နှမောင်နှွေလွန်းလက်အဲနောက်ပြီးတော့မောင်ပြည်သိန်းရေပြီးတော့ဆရာဟိုအဲနောက်တစ်ယောက်ကဟောအုပ်စိုးသူအုပ်စိုးသူရေနော်လူကြီးလူကြီးနော်ဟာရဒါကြီး ဒီဒီဘက်က၁ရောက်တင်တာဆရာ၅ရောက်တောင်ရွေးရဲဆရာ၅ရောက်ရွေးဟုတ်တယ်ဆရာဟိုကျွန်တော်တဘုံမှမြူတဲ့လားရည်လည်းရှိခဲ့ပူပါတယ်ဒီဒီဘက်တော့ကျွန်တော်တို့35ဘုံမှာအဲအက်ဒီတာဖွဲ့ရတင်ပေးတာလဲဆယ်ဘုတ်ကများတယ်ပြောရမယ်ဒီမှာမှဆရာလေးရွေးတာ၅ဘုတ်ကများတယ်အဲ့တော့ဒီအခုဆရာရွေးချယ်တဲ့ရွှေတိတိတန်ပတ်သက်လို့ဆရာဗာမြတ်ထပ်ဆွက်ပြီးတော့ဖြစ်ဆွက်ပြီးပြောချင်တာရှိပါသေးတယ်အချင်းဟဲ့လို့ဟိုဒီပုံနယ်လူရအောင်ဆာရေးတော့โอเคဘာမှပြောစရာကျွန်တော်မရှိတော့ဘူး ရေးကောင်းတယ်ဆိုရေးတတ်ကြတယ်ကရမမန်လည်းကျွန်တော်ကတော့ကျွန်တော်ကရမမန်လည်းပဲလို့သတိထားပြီးပြောမှုတယ်မကိမ့်မုံဆိုတော့ကိမ့်မုံဆိုကကိမ့်မုံဆိုနာမည်မသုံးသင့်ဘူးနောက်တော့တကယ်ကိုကိုရင်ကလောင်ဖြစ်တဲ့အခါမှာဆရာကိမ့်မုံဆရာကိမ့်မုံခေါ်လို့လဲမကောင်းဘူးလို့ပြောပြဘူးတယ်အခုတော့ကျွန်တော်ကရမမန်နဲ့ပတ်သက်လို့သိမပြောစင်တော့ပါဘူးနော်ဟိုကိုချက်လို့ခုသုံးတော့ပဲပေါ့ဒါမဲ့ အရှိဝတ်စနာကြစေခြင်းနဲ့ဟုတ်အရှိဝတ်စနာကြခြင်းဟုတ်အဲ့လိုတခုပြောခြင်းနဲ့ကျွန်တော်ကအဲ့လိုပေါ့ဟိုမအောင်ဆိုးသူဆိုကြောင့်ဒီလားဟာကျော်သဘောကြရဲစကားပြောနေနေလေးပဲပါပြီးဘုထုဖြစ်အောင်သူလုပ်သွားတယ်နားတွေကောင်းတယ်အာဝမ်ပီတေးမကွေးရဲ့ဖုန်းခေါ်တာဆိုလဲအားလုံးရင်ကြတာဘုံချွေးတပါညာပါညာပါညာဒါရွေးရင်းသူကအဲ့ဒါမဟုတ်ဘူး ဒီဖုန်းကောင်လေးကိုစောင့်တော့ဒီနေ့မှသိသိဖြစ်အောင်ဒီထဲမှာတော့ဒီထဲမှာတော့ရှိနေတယ်နော်ဟုတ်တယ်ဟုတ်တယ်အကောတော့ကောင်းပါရဲ့အာလူငယ်ရတော့ဒီစပေဝါဒနာပါပြီးကြိုးစားနေကြတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နည်းနည်းလေးတန်းနိုင်ဆုံးဟိုကောင်းအောင်ပါနော်ကောင်းတဲ့ကောင်းအောင်ကျွန်တော်နည်းနည်းကြီးများတယ်ကျွန်တော်ကြီးများတယ်ကြီးများဆိုကြီးများဆိုအိုး အိုးတရားရဲ့အိုးကိုနာနာထုတယ်အိုးကိုနာနာထုတယ်ဆိုအိုးကိုပွဲရခြင်းနဲ့ဆန္ဒနဲ့ထုတော့မဟုတ်ဘူးအိုးကိုကောင်းစေခြင်းလို့ထုတာအဲ့လိုကျွန်တော်လည်းအိုးအိုးတိမ့်တယ်လို့ပေါ့နော်ကောင်းစေခြင်းလို့ကျွန်တော်ပြောတာပါဟောဆိုရေသမားလက္ခဏာပဲနေတာဆိုပြီးတော့အမြင်စအမြင်စကြောက်တော့ပါပါမီစကားပင်ပေးကောင်းလို့ဆောင်နေတယ်ကျန်ကြီးများဆရာဒီလာငါဘုတ်တော်ရွေးရဲဆိုတာဒါဆရာတော်တော်စိတ်တိုင်းကြားလို့ဖြစ်နေနော်ဟုတ်တယ်ဟုတ်တယ် အဲ့ဒါဆက်ကျွန်တော်တို့ဒီဘက်ကတော့ဟိုတစ်ချောင်းရင်းတစ်ချောင်းချစ်ခံတာပြောနေကြနေကျွန်တော်ဒီဘက်တော့ခဏဟိုဟို skip လိုက်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဆရာလည်းသူမိတ်ဆွေရင်ချဖြစ်တဲ့နိုင်တစ်ခုကိုဆရာသွားတရားရှိတာဖြစ်တဲ့အချိန်ကဟို ရန်ရက်ရန်အဲ့လိုကြက်နေတာဖြစ်တဲ့အတွက်ဒီတစ်ပတ်တော့ကျမတို့နှစ်ချောင်းရဲ့တစ်ချောင်းချစ်ခံတာလေးကိုဒီတစ်ပတ်တော့မပြောတော့ပါဘူးအဲနောက်လာရင်မှာတော့ကျမတို့နှစ်ချောင်းရဲ့တစ်ချောင်းချစ်အကြောင်းအရာဘာပြောမလဲဆိုတာစောင့်စားရင်းနဲ့နောက်လာရင်မှာလည်းရွှေတစ်တစ်တည်းတွေဒီရွေးချက်ပြီးဆရာဝန်ကြီးကဘယ်လိုပြန်ကြားရဲဆိုတာလည်းစောင့်မျှော်ကြည့်ရှုအားပေးချင်တာပါလို့ပြောရင်းနဲ့ဒီတစ်ပတ်တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်